ဟိမွန်ဒါတောင်တန်းရဲ့မရှိတောင်ဘက်ကတောင်စုံမှာတည်ရှိတဲ့ဘူတန်နိုင်ငံဆိုရင်ပျော်ရွှင်ခြင်းနိုင်ငံလို့လူတိုင်းကပြည်ကြပါတယ်နိုင်ငံရဲ့တရားဝင်မိကဘူတန်ဘေးရနိုင်ငံပါဘေးရနိုင်ငံလို့ကြားလိုက်ရင်လူတွေရဲ့စိတ်ထဲမှာတဦးစံပိုက်ဘေးရင်တွေပြည်သူတွေသိကြောက်ရတဲ့ဘေးရင်တွေရှင်ငွေဘေးရင်တုတ်ထားသူ့ကိုပိုင်ဆိုးတော်မူထသောဘာညာနဲ့ပြည်သူတွေကိုသူတို့ရဲ့လှုပ်ကြွေးကြီးတော်မျိုးကျွန်တော်မျိုးတွေဖြစ်နေထင်းသလိုချဲလဲပြီးဖျားထုခံဝေးကတဲ့ကလိုးလိုးလူလူချင်းလူပါဝါခွင့်ရထားတဲ့အာနာရှင်ဘေးရင်တွေကိုပဲပြင်းမြင်တတ်ကြပါတယ်ဘူတန် ်ကတော့ဆန့်ကျင်ဘက်သူတို့ရဲ့ဘေးကိုချစ်လိုက်တာမှတုံးလို့ဘုဒ္ဓဘာသာတိုင်းပြည်တွေထဲမှာပြည်သူကို၅ဘာတီလာလုံးဖို့တိုက်တွန်းကိုယ်တိုင်နဲ့ကျင့်သုံးလို့တခုတည်းသောနိုင်ငံလို့ဆိုရပါမယ်။အခြားပြည်အများစုကတော့ပါဇက်ကဖျားဖျားလက်ကကာယကာယအစစ်လောက်ပဲရှိခဲ့ပါလေ။ဘာသာရေးမှာခုခုကိုပြန်ပေးတဲ့ဝေဒုဂုံဒုတွေနဲ့တာသာရပြုမင်းလို့ခက်တီတီနီးခံပြီးတကယ်တမ်းကျတော့ခုကိုဂျိုးစီဝါဟုအမြဲရှည်တန်းတင်တဲ့ဘီရင်တွေကြီးပဲရှိတဲ့နေရာမှာဘူတန်ဘီရင်ကတော့ထူးကြပါတယ်။သူကမြစ်တာတရားနဲ့ဥချုပ်တာကြောင့်သူတို့တိုင်းပြည်လေဟာနော ဘဒေါသမောဟဒေနဖတ်တတ်ပြီးတည်တနာတွေတော်တော်နဲပါပါတယ်။ဒါကြောင့်လည်းပြည်သူတွေကသူတို့ပြင်ကိုသိချစ်ကြတယ်။ဒါပေမဲ့တန်းစီဆိုတာကဘာမှချီချီရက်တည်နိုင်တာမဟုတ်ပါဘူး။ဒါကြောင့်ဘူတန်ပြည်ဟာခင်းနိုင်ကြီး2006ခုနှစ်မှာသူ့နိုင်ငံကိုဒီမိုကရေစီနဲ့ပြောင်းလဲကျင့်သုံးမယ်လို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီကာလကပင်နယ်နဲ့တွေဂျူးမြင့်တန်ကြောင်းတွေဘူတန်မှာစပြီးထုံးလာလာချိန်ဘီယန်စနစ်ကတည်းဒီမိုဒီစတစ်ကိုခုပြောင်းစုဆဲတဲ့ကာလ ရေကောက်ပွဲတို့မဲပေးတာတို့နဲ့မရင်းနှီးသေးတဲ့ဗူဒန်သားတွေအတွက်တနိုင်ငံလုံးမှာမဲပေးရဆိုတာဘလို့ဆိုတာကိုသိဖို့အတွက်အစမ်းရေကောက်ပွဲတစ်ခုစတင်ကန်ဒီလပြည့်နေ့မတိုင်ခင်ရေရလူမှာဒီဇယ်လန်းလေးဖြစ်လာပါပဲ။ ဥရာဆိုတဲ့တောင်ပေါ်ရွာလေးကအများကြီးမျိုးလေးစားခံရတဲ့လာမဘဖုံးတော်ကြီးတပည့်ရဲ့တပည့်ဦးစင်းလေးတာရှိဟာကျောင်းတွယ်လိုအပ်တဲ့စကတ်အိုးကြီးဦးကောက်ဝေးထနေရကနေထမ်းချလာပြီးကျောင်းကိုလာနေပါတယ်တောင်နဲ့ရွာကြားမှာရှိတဲ့လေခွေးမှာတော့စေဒီဟောင်းတစုရှိတယ်ဦးစင်းလေးကကျောင်းတွယ်ဝေယဝိဆသမားလူဖြစ်နေတော့ရွာနဲ့မကင်းလက်တလော့သတင်းတွေကိုသူကကြားပြီးသားဥရာရွာကိုမြို့ကရွက်ကောက်ပွဲရာရှိပြီးကြောက်လာတော့မယ်အစမ်းရွက်ကောက်ပွဲအတွက်စစ်ကူးရင်ပါတီတုံးကူနမူနာဖြစ်ထူထောင်ထားပြီးလူထုကိုရှင်းပြတယ် ယ်။အပြာယုံပါတီကလွတ်လပ်မှုတဲ့တန်းတူညီသားမှုကိုကိုးစားပြုတယ်။အနီယောင်ပါတီကစစ်မှုဖွံ့ဖြိုးမှုကိုကိုးစားပြုတယ်။အဝါယုံပါတီကတော့ပျော်ရွှင်မှုတွေကိုဆောင်ကျဉ်းပေးလိုက်ပြီးတော့ကြိုက်တဲ့ပါတီကိုမဲပေးရမယ်လို့သင်ပြပေးပါတယ်။ဒါကစစ်သားပြုစင်ပြီးသူတို့ရဲ့ဘေးကိုပဲသိချစ်နေကြတဲ့ဘူတန်သားတွေမဲပေးတဲ့အောင်အစမ်းသိချင်တဲ့သဘောပါ။ဦးစင်းလေးကတောင်ရုံတားနဲ့တရားထိုင်နေတဲ့သူ့ဆရာဘုန်းကြီးကိုဥချပြီးရေဒီယိုကိုဖွင့်လိုက်တဲ့အခါအစမ်းရွေးကောက်ပွဲကြောင်သတင်းလွှင့်နေတာကိုကြားရခင်ပြဲ။လာမဖုံးတော်ကြီးကသူ့တစ်ပတ်ဦးစင်းလေး ကိုဂျေကပ်ဘွဲကျင်းပမဲ့နေ့လပြည့်နေ့မတိုင်ခင်မှာသူ့ကိုတနက်နှစ်လလောက်ရှာပေးဖို့မိတ်ပါတယ်။ပါဇက်ကလည်းမတို့နိုင်ငံအတွက်အပြောင်းလဲတွေဖြစ်ပြီးစင်ကောင်းစရာပဲလို့တဖက်ဝါပြောနေပါသေးတယ်။ဒီတော့တနက်ကိုပြေမမမြင်ဘူးသေးတဲ့ဦးစင်းလေးတို့ဂျေလက်နှံခြေဆန့်ဖို့ဖြစ်လာပါတော့တယ်။ဦးရာရွာလေးမှာချူဖဲဆိုတဲ့သူဟာရုတ်တန်ဆလောင်းကိုစင်နေတုန်းရွာထဲကတူတူဦးကငွားနှကောင်ကိုရောင်းပြီး TV ကြီးတစ်လုံးဝယ်လာတဲ့အချိန်မှာရွာထဲမှာကလေးတယောက်ယုံနဲ့ဝယ်ခံနေတာကိုကြည့်ပြီးသူ့မိမတရှိမို့ကိုအမနာပါအတင်းနေပြ ြောနေပါတယ်ဒါပေမဲ့ TVG ဝယ်လာသူသူ့အိမ်ရှိကဖြတ်တော့ခုံယူပါတယ်လို့စိတ်ထဲကမပါပဲပြောချလိုက်တယ်ချိုဘဲကဒီလိုလူစားလက်ရှိအချိန်မှာချိုဘဲကဆက်မှုထုံးကမှုကိုကိုစားပြုတယ်အနီအောင်ပါတီဘက်ကနေမဲဆွယ်နေတဲ့သူသူ့ရခမနဲ့ရွာကလူအများစုကတော့အပြာရောင်ဘက်ကိုကိုစားပြုကြတာဆိုတော့သူတို့လင်မယားကြမှာအခုတလောအစင်းမကဲချိုဘဲမကသူ့ကိုတယောက်ကပေးထားတဲ့ TV အဟောင်းတစ်လုံးရှိတယ် TV ဟောင်းကိုစင်ပြီးဖွင့်ဖို့အတွက်ဘူတန်တို့ထုံးစံတိုင်း TV ကိုပေးရတောင်ချလိုက်ပြောင်းသေးတယ်တန်မိုးကြီးပစ္စည်းဖြစ်တာကြ ောက်ခရီးစဉ်ပေါ်တင်ပြီးဖွင့်လိုက်တော့ရွှေကောက်ပွဲသတင်းမှာပဲဂျီဗီကြည့်နေတဲ့ယောက်ျားကသူမိမရရှိမုံထမင်းခုခက်ကျွေးတော်လဲကြားရောင်ပါတီဘက်ကရောက်ခမကြောင်းမကောင်းပြောပြန်တယ်ဒီချိန်မှာသူတို့ရဲ့ဒူးဒီတော်သမီးလေးကသူ့ဝယ်ပေးဖို့မှားထားတဲ့ခဲပြက်ပါသလားလို့မေးတော့မဲဆွယ်ပွဲအတွက်လူများနေတဲ့ချုပ်ဖက်ကမဝယ်ဖြစ်သေးကလေးကရွှေကောက်ပွဲဆိုတာဘာလဲတဲ့ချုပ်ဖက်ကလေးကိုနားလေအောင်မရှင်းပြတဲ့သူ့ပါတီနိုင်ရရင်သူ့သမီးရနောက်တစ်ချိန်မှာဝင်းကြီးချုပ်ဖြစ်လာနိုင်တယ်လို့ပြောတယ်ကလေးကဝင်းကြီးချုပ်မဖြစ်ချင်ခဲပြက်ပြက်လူချင်းနဲ့လို့ခဲအေးပြောပြီးတီဗီ वो सच्ची नहीं रे တဖက်မှာမြို့ကလာတဲ့ရွေးကောက်ပွဲရရှိကာရှာရဲဟာဥရာရွာကိုကားနဲ့နားနေပါတယ်။အစမ်းရွေးကောက်ပွဲကိုစစ်ဝင်သားသူတယောက်မှမရှိတာကိုသူတွေးပြီးစိတ်ပူနေတယ်။တကယ်လို့မောင်မြင်ခဲ့ရင်နိုင်ငံတကာကဘူတန်ကိုကြောင်ပြောင်ကြလိမ့်မယ်။ကမ္ဘာနိုင်ငံတွေကဘူတန်သားတွေအိတ်ချနေတာကိုထပ်သူတို့ရဲ့နိုင်ငံရေးစံနှုန်းနဲ့ပါလိုက်ခင့်မိတယ်။မပါလိုက်ခင့်နှုတ်ကြတယ်လို့ပြောင်ဖို့အစဉ်သက်ဖြစ်နေပြီဆိုတော့ခင့်မြင်ရှိတဲ့ကာရှာရဲလိုလူမျိုးတွေဥရာရွာလေးလူပုံကန်ဖို့ကထိပ်ပြန်စရာဖြစ်နေတယ်။ဘူတန်မြို့တော်တင်ဖြူမြို့ကတက်စီသမားဘန်ဂျီကိုသူ့မိမကဆင်းယုံပါ ကြောက်ကဆေးဖို့အဖော်လိုက်ပေးဖို့ပြောပေမဲ့အရေးတကြီးကိစ္စရှိပြီးပတ်စံရှာဖို့အတွက်အင်ကနေထွက်လာလေစိတ်ရောက်တော့အမေရိကန်နိုင်ငံသားရန်ဂူမန်ကိုကြိုတယ်ကားပေါ်ရောက်တော့ဘသူကပဲမင်းမင်းရန်ဂူမန်ကဖျားဟုလာတာသူကတော့တူကိုက်စ်လို့ပြောပါလို့ဖန်ကြီးကကြိုပြီးပါထားတယ်တကယ်တော့ရန်ဂူမန်ကရှီယောသနက်တွေရှာဖွေစုဆောင်သူပါဒါပေမဲ့သူ့လောက်ကလက်နဲ့နမောင်ခိုးသမားလို့လို့ဖြစ်နေတာကြောင့်ဥပဒေနဲ့မကင်းပါဘူးဖန်ကြီးကတော့ဥရာရွာနဲ့ချီချင်းတည့်ရခီးလောက်သွားရတဲ့ရွာတိရမှာလေသမားကြီးတူမှာဒုတိယကဘာစစ်တုံးကကြံခဲ့တဲ့ ဲ့တနဟောင်းတစ်လက်ရောင်းမယ်လို့သတင်းရထားတယ်။တစ်ဖက်မှာဦးစင်းလေးကလည်းတအိမ်ဝင်တိန်ထွက်တနက်နှစ်လက်လိုက်ပြီးအလူကန်ထွက်နေတာနဲ့လပြေမတိုင်ခင်လေးရမြောင်းလေးဟာကုန်လွန်သွားပါပဲ။လပြေမတိုင်ပြီးသူရဲ့မြောင်းနေမှာရန်ကူမန်နဲ့ဗန်ဂျီတို့ဟာတနက်ဝဲဝူဖက်လာကြသူဦးစင်းလေးကလည်းအဲ့ဒီရွာဘက်ကိုခီးဆက်လာပါတယ်။ရွေးကောက်ဝဲရာရှိတာချရင်ကလည်းဟူရာရွာဘက်ကိုရောက်လာတယ်။ကာဆာရင်ရာရွာနီးကတခုတည်းသောတဲခုခန့်လက်ဖြစ်လက်ဖေးဆိုင်လက်ဖြစ်တဲ့ဆိုင်ကိုရောက်တဲ့ချိန်မှာဦးစင်းလေးကတော့အဲ့ဒီဆိုင်တဲကိုတန်းပြီးဝင်သွားတယ်။ဒီဘီရှားပါချိန်ဆိုတော့ဖောက်တဲ့တွေ ကတေးစာစားရင်းနဲ့ TV လာကြည့်ကြတယ်။ဦးစင်းလေးကကိုကကိုလာလို့ပြောတဲ့အမဲရောင်ရေတူပေးပါတဲ့။ TV မှာပြနေတာက James Bond ပြုတ်ဆောင်ထားတဲ့ MTV ကြော်ညာ။ James Bond ကကြမ်းပြရမ်းပြပြီး AK47 တလက်နဲ့ဟမ်ဘာဘာပို့စ်ပေးတာမြင်တော့ဦးစင်းလေးကကောင်တာကကောင်မလေးကိုမေးတယ်။ အဲ့ဒါ007လို့ပြောပြတော့ဦးစင်းလေးတဲ့ James Bond သား Daniel Craig နာမည်က007သူကန်ထားတဲ့အရာကိုတနက်လို့ခေါ်ရဆိုပြီးအကလိန်မှတ်လိုက်ပါတော့တယ်။ဆိုင်ပြင်မှာတော့ရုပ်ကွက်ဝယ်ရာရှိ Tasharin ကသူ့နားကလူကြီးမြောက်ကိုအစမ်းရုပ်ကွက်ဝယ်ကြောင်းစနေနာမေးကြည့်တော့လူကြီးတွေကသူတို့မှာဘီရင်ကြီးရှိပြီးသားဘာလို့အိန္ဒိချင်းအိန္ဒိယနိုင်ငံကခေါင်းဆောင်တွေလူအများကြီးခတ်အဲ့ဒီခေါင်းဆောင်တွေကတယောက်မဟုတ်စေတယောက်ဆွဲပြီးအော်ဆဲကြအပြလန်ခုံနှွေးနဲ့ပေါက်ကြဒီလူစနစ်မျိုးမတို့နိုင်ငံမှာလူလူလားလို့ပြန်ပြောကြ ါတယ်ဒီမိုကရေစီကိုသူတို့မြင်ပုံကတစ်မျိုးဖြစ်နေတယ်ကာရှာရင်းကမဲဖဲဝင်ရဖို့အတွက် တခြားနိုင်ငံတွေကလူတွေဆိုရင်တယောက်ကိုတယောက်သတ်ဖို့တော့ဝင်မလေးကြဘူးကျမတို့ဘင်းကြီးကဒီလိုခွင့်ရေးကိုပြည်သူတွေအတွက်လက်ဆောင်တစ်ခုလိုလွယ်လပ်ကူကူချင်းမြင်တာကိုလက်ခံသင့်တယ်လို့ပြောလိုက်မှလူကြီးနဲ့လည်းသူတို့ချစ်တဲ့ဘင်းကြီးဖိတဲ့လက်ဆောင်ဆိုပြီးရွေးကောက်ပွဲအကြောင်းနားထောင်ဖို့စိတ်ဝင်စားလာကြပါတယ်တခါရွေးကောက်ပွဲအတွက်မဲဆင်းတွေကောက်တော့လဲဝေးချက်ကြမေးကြတဲ့အခါဘင်းကြီး15နှစ်တုန်းကမွေးလာတဲ့ကောင်းရော ီတော့အားလုံးကိုမွေးတဲ့နေ့ကိုတိတိကျကျအိမ်ပြန်မေးပြီးတော့မှစရင်ထက်လာပေးပါလို့ပြောပြရတယ်။ကြွာသားတွေကတော့အဲ့ဒီလိုသုံးဝင်တဲ့အချက်လက်မျိုးဘလို့လို့သိမှလဲလို့ပြန်တွေ့ကြပါပဲ။ကာရှီမိုကမဲစင်းကောက်ရကလည်းလိုအပ်ပေးပြီးပြန်လာတော့သူ့သမီးရဲ့ချမ်းဝတ်ဆုံးမှာဖုန်းနဲ့ရှုပ်နေပင်နေတာတွေ့ပြီးစိုးရင်ဒီစီမဲတဲ့အခါကလေးမလေးကချော်လဲခဲ့ပါတယ်တဲ့။တကယ်တော့သူ့ဘေးကနီပါတီဘက်ကမဟုတ်ဂျွဲတူကလေးတွေကတစ္ဆာပေါက်ဆိုပြီးလမ်းမှာတန်းချခဲ့တာပါ။ဒါပြင်သူ့ဘွားနဲ့သူ့ဖေးအနီပါတီနဲ့အပြပါတီကွဲပြီးစကားမ မပြောကြဘူး။ကွဲရမှာတဲ့ဟိုတယောက်တစ္ဆာဖောက်လို့အတင်းပြောနေတာ तू သိတယ်လို့ပြောလိုက်တော့ကရှိမိုးစိတ်မကောင်းဘူးဖြစ်သွားတယ်။ဒါပြင်ကလေးကခဲပြတ်မရှိလို့လက်ကံပွားနဲ့စာကူဖြစ်လိုက်တာ။ဆာရဆုပ်သွားလို့ဆ ्याम အစုလက်ခံရတယ်လို့ပြောရှာပါတယ်။တစ်ဖက်မှာဘန်ဂျီနဲ့ရန်ဂိုမန်တို့ကတော့တနယောင်းမဲ့လေသမားကြီးစီကိုရောက်နေပါပြီ။ဒီရိုင်ဖန်နဲ့ရန်သူတိဘက်တွေအများကြီးကိုတတ်ခဲ့မှုတွေတဲ့။ရန်ဂိုမန်ကတနက်ကိုစစ်ကြည့်လိုက်တဲ့အခါရှင်းအောင်ပစ္စည်းအစ်ဖြစ်နေတာသိတော့ဒါမျိုးရောက်ရှာနေတာနှစ်ပေါင်း30လောက်ရှိပြီလို့ယူအတာဖွင့်ပြောလိုက်တယ်။ အမေရိကန်ရဲ့မွေးနေ့တစ်ခုကိုဘူတန်မှာလာတွေ့တာပါပဲ။ဒီတော့သူကဒေါ်လာ9000ဝယ်ပေးမယ်လို့ပြောခိုင်းလိုက်တယ်။သူတို့ဘူတန်ဝင်နေဆိုရင်သုံးတန်ခွဲလောက်ရှိတယ်။ခေပညာတဲ့ဗန်ကြီးကမတန်တဆဈေးနဲ့ပေးဝယ်တယ်ဆိုတာသိနေတဲ့ဂျားကနေပွဲစားညံတယ်။ဖြတ်ခုတ်တာစကားလဲတာပွဲညုံခုတာမျိုးလုံးဝလုပ်ဖို့စိတ်မကူးပါဘူး။စိတ်ကောင်းရှိတဲ့သူတွေကနမိတ်ကောင်းတွေဆောင်းလာတယ်ဥရဲ့။သူက ပေါက်ဈေးနဲ့မြှောက်ပြီးဘူတန်ငွေသုံးတန်ခွဲပေးမယ်လို့ပြောလိုက်တော့လေသမားကြီးအင်းတင်းတင်းဖြစ်သွားတယ်။ လက်မခံနိုင်ပါဘူး။ဒါစင်ရောင်းတာပါမဟုတ်တာ။ပစ္စည်းအဟောင်းကိုရောင်းတာလို့မြင်လိုက်ပါရဲ။ဘန်ကြီးကဥမာကျွေးတဲ့ဖက်လက်ဝိုင်းနေတာဒီနိုင်ငံသားကသိထားလို့စီစံနဲ့ပေးတာပါလို့ပြောတာကိုလည်းမေးရ။ဒီနေမှာမြတ်စွာဘုရားရှင်ဟောထားတဲ့ဝိသမလောဘဆိုတဲ့ချက်မှာဝိသမမတရားသောလွန်ကဲသော လောဘလို့ခေါ်ပါလေ။နောက်တနည်းမှာတော့ဝိသမကိုမနိမညမကောင်းသောကာယတံဝစီကမနောကံရှိသော ရုပ်မာသောလို့ဆိုထားပါရဲ။အများသိတဲ့ရွယ်ကုန်းစတဲ့ကခြွေခွက်ကိုလကားစင်းတဲ့လူကြီးနဲ့ဒီဝတ်တဲ့လောင်းတရား ေရိဝရွဲကုံတဲ့ဟာဝိသမလောဘကိုအခြေခံတာပါပဲအဲ့ဒီလောဘကြောင့်ပဲဖះလောင်ရွဲကုံတဲ့ကိုတသံကြာလုံးမျိုးထခဲ့တာနောက်ဆုံးမြေမျိုးတဲ့အထိဖြစ်ခဲ့ပါလေအခုတော့ဘန်ကြီးကလည်းဝဲစားညင်နဲ့ချက်ခုတ်တာမလို့လေသမားကြီးကလည်းမတန်တဆစေးနဲ့မရောက်နိုင်ဘူးဆိုတော့ဒီလိုနိုင်ငံမျိုးမှာစိတ်မချမ်းသာရင်ဘယ်နိုင်ငံကပြည်သူတွေကိုစိတ်ချမ်းသာရဲလို့ခေါ်မလဲရန်ကုန်မှန်အတွက်တော့သူနာသူမယုံနိုင်ဖြစ်နေရပဲနောက်ဆုံးတော့ဘူတန်ငွေတသန်းခွဲနဲ့ဝယ်မယ်လို့နှစ်သန်းလျှော့ပြီးဝယ်လိုက်တော့မှလေ ယ်သမားကြီးကကနေရောင်းဖို့သဘောတူလိုက်ပါတယ်ဒီတော့ဘန်ဂျီတို့လည်းဘန်ကတင်ငွေထုတ်ပြီးမနှက်ပြန်လာဝယ်မယ်လို့ပစ်စစ်ချပြောပြီးညံထွက်သွားကြပါတယ်သူတို့ထွက်သွားချိန်မှာတနက်အရှာတော်ပုံထွက်နေတဲ့ဦးစင်းလေးထက်ရောက်လာသည်အကျိုးအကြောင်းပြောကတနက်ကိုလူခံတဲ့အခါလယ်သမားကြီးကသူတို့အပေါ်မှာနာမဖုံးတော်ကြီးရဲ့ကျေးဇူးတွေထိပ်ပြားတာကြောင့်ဈေးဆိုင်ထားတဲ့အဲ့ဒီတနက်ကိုလှူဒန်းလိုက်ပါတော့တယ်ဒီချိန်မှာတုတ်ကိုက်ဘန်ဂျီရဲ့အိမ်ကိုလည်းရဲတွေရောက်လာပြီးဘန်ဂျီရဲ့အကြောင်းကိုခေစစ်တွင်းကြမင်းနေကြတယ်သူတို့လာရတဲ့အကြောင်းကတော့အမေရိကန်နိုင်ငံသားတယောက်လက် ်နဲ့မှောက်ခိုလို့ဖို့ရောက်နေတဲ့ဆိုတော့ကိုသူတို့သတင်းရထားတယ်ရိုင်ကူမန်ရဲ့ထပ်ပုံကိုလည်းပြတယ်တကယ်လို့ဘန်ဂျီနဲ့ဆက်သွယ်ရခဲ့လို့ရှိရင်သူတို့ကိုအကြောင်းကြပါလို့မှာသွားကြတယ်ရပြင်မထိုင်ပြီးနှစ်ရက်လူရောက်လာပါပြီတနေ့အရှာထွက်လာတဲ့ဦးစင်းလေးရထားတဲ့ရိုင်ဘတ်ထလက်ကိုဖမ်းပြီးလေသမားကြီးအိမ်ကလေအထွက်မှာဂျွေးကောက်ဝဲအတွက်နဲလဲစနေနာနေတဲ့သမက်ကြီးနဲ့ဟာကဦးစင်းလားလို့မေးတော့သူရှိမိုးကသူတို့ရွာနာကလာမရဲ့တပည့်လူပြောတာနဲ့နန်းကြုံကုသူရေရေလို့ပါဆိုပြီးကားပေါ်ခေါ်တင်သွားတယ်ဒီချိန်မှာဘန်ဂျီတို့ကားကလည်းလေသမားကြီး င်းရင်ဘက်ကိုခမင်တောင်မောင်းချသွားပါတယ်။ခါရှာရင်ကအစိုးရရရှိပြီးပြီးဦးစင်းလေးကိုတနက်ချောင်းပြီးတော့လာမကလက်ဖြစ်နေဘာသာရေးဘွဲ့မီအရေးတကြီးလိုချင်တယ်ဆိုလို့လိုက်လူခံပြီးပြန်လာတာ။ရွေးကောက်ပွဲအကြောင်းဦးစင်းလေးသိသလားဆိုတော့ဟွန်းမသိဘူး။ရွေးကောက်ပွဲဆိုတာဘာလဲ။ဝယ်ရောကအစ်စ်ရဲ့နာမည်လားလို့မေးတယ်။ခါရှာရင်တို့လည်းရဲပြီးမဟုတ်ပါဘူး။ခေါင်းဆောင်အတွက်ကိုရွေးတာပါလို့ပြန်ပြောလိုက်တော့ဘရင်ကြီးကဘာဖြစ်သွားလို့လဲလို့သူကထပ်မေးတယ်။ဘရင်ကြီးကဘာမှမဖြစ်ပါဘူး။တိုင်းပြည်ဖွံ့ဖြိုးပြီးဒီမိုကရေစီရဖို့အတွက်သူကအာဏာစွန့်လိုက် ြီးဆိုပြောလိုက်တော့ဒါမျိုးအရင်ကတခါမှမကြဘူးဟုတယ်။ဒါဗုဒ္ဓရဲ့လက်စင်လားပုတ်ကောင်းမှတေချာလို့လားတဲ့။နောက်တော့ဦးစင်းလေးကသူသွားရမယ့်နေရာနဲ့အနည်းဆုံးပါပဲ။ကားပေါ်ကနေဆင်းလိုက်ပါလေ။ကာဆာရင်ကတော့ဘူတန်သားတွေကဘာသာရေးကိုလေးပေးတယ်။ဒါကြောင့်မဲယုံကဘာသာရေးပွဲနားမှာထောင်မဲလို့ဆုံးဖြတ်လိုက်ပါတယ်။ဟိုနီးကြောင့်ရှိရာတောင်ပေါ်လမ်းကိုလိုက်နေတဲ့ဦးစင်းလေးရှိရာကိုဗန်ကြီးတို့ကဟူအဖားရရေးဆိုင်လာတယ်။သူတို့မှဗန်ကထုတ်တဲ့ငွေတထုံးနဲ့လေသမားကြီးစီကလည်းတနက်ကိုလူလိုက်ပြီးဆိုတဲ့သတင်းကြပါ အပြေးလွာလိုက်လာကြတော့ပါဟူစင်းလေးကရန်ကူးမန်ကိုတွေ့တော့အမေရိကန်နိုင်ငံသားဆိုတော့တိတ်ဝဲတဲ့နေရာကနေလာရမှာပဲဘာကူနီးရမလဲဆိုတော့ခိုဘက်ကလည်းအဲ့ဒီတနက်လူးကျင်နေပေါ့ဘဲရမလဲဟူစင်းလေးကလည်းတနက်တော့သူတိတ်ကိုအပင်မခံထားရတာအခုဆိုရင်တနက်ဟာလာမဖုံးတော်ကြီးရဲ့ပစ္စည်းလိုဖြစ်နေပြီဆိုတော့မပေးနိုင်ဘူးဆိုပြီးတနက်ထမ်းပြီးခီးဆက်သွားပါလေဒီတော့ဘန်ဂျီတော်လည်းနောက်ကနေထင်းလိုက်ပြီးပတ်စံတသိန်းခွဲပေးမယ်ဆိုပြီးဖလက်ကိုပေးပါလို့တောင်းလေဟူစင်းလေးကပတ်စံတော့ကိုကြည့်ပြီးဒီလောက်များတဲ့ပတ်စံသူဘာလို့ရမှာလဲမယူဘူးတနက် က်ပဲလူတယ်ဆိုပြီးထွက်သွားပြန်တယ်ဒီတော့ဘန်ဂျီတို့လည်းဟူးစင်းလေးကိုဒေါ်လာနဲ့မြားမယ်လို့ကြံပြီးဒေါ်လာတွေကိုထုတ်ပြတယ်ဒီလိုခေါင်းပြောင်ကြီးပါတဲ့ဒေါ်လာအစင်းရဖို့အတွက်တချို့ဆိုရင်ကိုကြောက်ကကိုရောင်ကပြန်ပြီးထုတ်ရုံနေကြတာဦးစင်းအရှင်ပြားကသင်္ကန်းလေးယုံထားတယ်တပည့်တော်တို့ကိုဂိူနာထားပြီးသနက်ကိုပြန်ပေးပါဒေါ်လာဘလောက်အလူခံကျင်တယ်လဲဆိုတာသာပြောလို့စီယုံပြန်တယ်ဦးစင်းလေးကလည်းဘူးဆိုရင်ဖယုံမသိဘူးဒီတော့သနက်ထမ်းနေတဲ့ဦးစင်းနဲ့ငွေတုပ်ပတ်ပြီးလိုက်နေတယ်ဘန်ဂျီတို့နဲ့ဇီရီဟောင်းနာမှာပဲတဝဲလေလေဖြစ်နေပါတယ်နောက်တော့ပြော ရင်ဆိုရင်ဦးစင်းလေးကတကယ်တမ်းကတနက်ကနှစ်လက်လိုချင်တာဆိုတော့သိသွားကြတော့တနက်နှစ်လက်အစားထုတ်ပေးမယ်ဒီတနဟောင်းကိုသူတို့ကပေးပါဆိုပြီးကထလောက်ကိုထုတ်ပြရဲတလက်မနေဘူးတဲ့ဦးစင်းတနက်တည်းအများကြီးတဲ့အခါမှာ AK47 ကိုလက်ညှိုးထုတ်ပြလိုက်တယ်ဒါပဲလိုချင်နေတယ်နှစ်လက်ရရင်လဲမယ်တဲ့ဘန်ဂျီယာ right goman မှာခေါင်းစားပါတယ်ဦးစင်းကတကယ်ငကြင်းကောင်းမှတက်ကြိုက်တာပဲတနက်ကနာမည်လဲကြီးဈေးကလည်းကြီးတားမြစ်ထားတဲ့တနက်ကြီး ဘလို့မှနှိမ့်မရဦးစလက်က007ခိုင်တဲ့ဒါမျိုးပဲလူကျင်တာတဲ့နောက်ဆုံးတော့လာပြည့်နေ့အမီဒီပြားနောက်ကို AK47 နဲ့ဂျူလာခဲ့ဒီရိုက်ဘဲဟောင်းနဲ့တူလဲပေးမယ်လို့ပြောပြီးသဘောတူလိုက်ကြပါတယ်ကျောက်တော့လာမဖုံးလို့ကြီးဘူးတနက်ပေးတဲ့အခါတကဘာလုံးကဒီတနက်ကိုတော်တော်လူကျင်နေကြတာလို့ဦးစလက်ကရှင်းပြပါတယ်ထပြင်းရွေးကောက်ပွဲရရှိဒါရှာရင်းကကားကြုံလိုက်ခဲ့ဘူးခေါ်တဲ့ကြောင်းရှောက်ထားတဲ့အခါလာပါဖုံးလို့ကြီးကသူတနက်ကိုမြင်သွားသေးလားလို့မေးတယ်ဦးစလက်ကမြင်တယ်လို့ရှောက်တော့လာမကကောင်းတယ်အားလုံးနေရာ ာကြပြီလို့မိန့်ပါတယ်။ဥရာရွာထဲမှာတော့ရွာသားတွေကိုအုပ်စုနှစ်စု꿰ပြီးအနီပါတီနဲ့အပြပါတီနှစ်ခုတည်းကတစ်ခုခုအစမ်းကြိုက်လိုက်ကြပါ။ကိုကြိုက်တဲ့အရာမဟုတ်ရင်ဖယ်ကြပါလို့အာပေါ့အောင်စိန်နှံပေးနေတော့နောက်ဆုံးမှလူတွေဟာသူတို့ယူတဲ့အရာအောင်ပါစေ၊သူတို့မကြိုက်တဲ့အရာကြားရှုံးပါစေဆိုပြီးကြွေးကြော်ထက်လာတယ်။စီးလုံးမှုပြက်ပြားလာကြတယ်။ကာစားရဲနာကိုအဖေါ့ဦးတယောက်ရောက်လာပြီး"ငါဖြစ်လို့ငါတို့ကိုရိုက်ဆိုင်အောင်သင်ပေးနေကြတာလေ"တဲ့။ကာစားရဲမှာဘူတန်စိတ်ထားအတွက်ပြောစရာစကားမရှိတော့စိတ်က ော်တော်လေသွားပုံပါပဲ။ဘန်ဂျီတို့လည်း AK-47 နဲ့အမြန်ရှာရတော့ငယ်။ဘန်ဂျီမိမကလည်းအင်ကိုရဲတွေရောက်လာပြီလို့အကြောင်းကြားလာတယ်။ဘန်ဂျီအတွက်တော့ဒူဘူပေါ်နှစ်ဘူးဆင့်ပေါ်အမေရိကန်နိုင်ငံသားကလည်းဒူလူချင်းနဲ့မေးရလို့ဒူပိတ်နေပါတော့တယ်။ဂျီတို့နဲ့လာပြည့်နေမတိုင်မီတရက်ကိုရောက်လာပါတယ်။ဘန်ဂျီတို့ကတနေ့ကုန်မောင်းရမယ့်နေဆက်ကလက်နက်မှန်ကိုသမားစီကိုတွားနေချိန်မှာကာရှီမိုးနဲ့သူသမီးကတော့ရွေးကောက်ပွဲရရှိတာရှာရင်းရဲ့ရုံးကနေမှရောက်နေပါတယ်။သူသမီးကဈေးထဲမှာခဲပြက်ဝဲပေးမဲ့သူ့ဖေကနီပါတီဘက်ကဖြစ်နေလို့ဘသူကမှ မရအောင်ကြ။ဒါကြောင့် Tracherin ကသူ့မှာရှိတဲ့နိုင်ငံသားပြစ်ခဲပြက်တင်တာမကဘောပင်တွေခမျက်မြောက်ကူပါလက်ဆောင်ပြလိုက်ပါပဲ။ဒီတော့ကလေးကနိုင်ငံသားပြစ်တွေအများကြီးပဲ။သူ့တန်းဖို့အပြပတီမိသားစုဘက်ကလူတွေကိုပါ baby ဖုံးလိုက်ရင်သူ့ကိုပြန်ခေါ်ခြင်းခေါ်ကြမှာလို့ပြောရှာပါတယ်။ဒီတော့ Tracherin ကဘာလို့တငယ်ချင်းတွေကသမီးကိုစကားမပြောခြင်းကြကလေးလို့မေးလိုက်တဲ့အခါကိုရှိမိုကဘူတန်မှာပါတီတွေအယောင်တွေဖြစ်လာလို့စိတ်ဝမ်းကွဲလာကြတယ်။ကျမတို့နိုင်ငံသားတွေအတွက်ဒီမိုကရေစီကိုတကယ်မလိုအပ်တာလဲဖြစ်နိုင်တယ်။ကျမတို့ကြောင့်ပါလေ တဲ့ဒီကိစ္စဖြစ်လာတော့တရွာလုံးစိတ်ဝမ်းခွဲကြရတယ်။သူမျိုးသားနဲ့သူ့မေသူမျိုးသားနဲ့တရွာလုံးဂျန်သူလူလူဖြစ်လာကြတယ်။ဒီအာဃာတရီဖုန်ကြီးကြောင့်ထိရိုက်ခတ်ကုန်ပြီလို့ပြောပြပါတယ်။ကာဆာရင်လည်းဒါကိုကြားတော့အထွေကူးပြောင်းကာလမှုပါ။နောက်ဆိုရင်နေသားကြတော့မှာပါလို့ပဲပြန်ပြောနိုင်လိုက်တယ်။ကာရှီမိုးကလည်းအင်တန်ရောက်တော့ချိုဖဲကို သူတို့မီမြို့မှာကြောင်းထားနိုင်ဖို့တထိတ်ချစ်ဖို့ဝင်ကြီးချုပ်ဖြစ်ဖို့လို့တာယာတဲ့အင်တော်ကြီးပဲပြန်လို့ခြင်းတယ်လို့ပြောချလိုက်ပါတယ်။ဒဲတွေကဗန်ဂျီနဲ့နိုင်ငံခြားသားဝူရာရွာဘက်မှာရှိတယ်ဆိုတဲ့သတင်းကိုကြားလို့လိုက်လာဖို့ကြင်းနေချိန်မှာနေဆက်တနေရာမှာလက်နက်မောင်းခိုးသမားက AK47 နှလက်ကူဒေါ်လာ3000ပေးမှရောင်းမယ်လို့ပြောလို့စိတ်ပြတ်သွားရတဲ့ပြင်ရိုက်ကူမဲကမ္နာကူပါလူချင်းနဲ့ဆိုပြီးတောင်းယူထားလိုက်ကြပါပဲ။ညဟုတ်တော့အဲ့ဒီလူကတနက်နက်လာပေးရင်ဗန်ဂျီကိုအနေနဲ့ရတဲ့လို့ကူမင်းလုံနေတာလို့ဖိရိပေးသွားတယ် တယ်ဒီအခါမှာရန်ကုန်မင်းကလည်းငါမဖုံးလို့ကြီးကတကယ်ပဲတယောက်ကိုတက်ပြစ်မလားလို့ဖန်ကြီးကိုမေးတယ်ဖန်ကြီးကလည်းမပြောတတ်ဘူးလေအခုချိန်သူတို့နိုင်ငံမှာအဆန်းပြားဆုံးကာလကိုရောက်နေတယ်လို့ပြန်ပြောလိုက်တယ် လာပြည့်နေ့ရောက်လာပါပြီအစမ်းရုပ်ောက်ပွဲကျင်းပတဲ့နေ့လည်းဖြစ်ပါတယ်အနေပါတီအပြပါတီအဝပါတီသုံးမျိုးတွေကစိတ်ကြိတ်ပါတီကိုမဲလာပေးနေကြပြီ ပိတ်တိုက်တွန်းတွန်းစင်းကောက်ထားလို့ရွာရဲ့98ရာခိုင်နှုန်းမဲလာထဲ့ကြပြီဖရဲဦးနာမှာတော့လာမဖုံတော်ကြီးကတာရှာရင်ကိုတနက်နဲ့ချိန်ပြီးကြည့်နေလူတွေကြည့်ရတာမဲပေးရတာကိုစိတ်အားထက်သန်နေသလိုပဲတဲ့တနက်လူတဲ့လယ်သမားကြီးလည်းရောက်လာပြီးလာမကိုဘာကြောင့်တနက်လူသလဲလို့မေးတော့မင်းကရေးကြီးဆုံးအပိုင်းမှာပါဝင်ခဲ့တာပဲလို့ပြန်မိတ်တယ်တစ်ဖက်မှာ နဲ့နဲ့လည်းရလာတဲ့ဂျီပန်တို့ကလက်မှာပြက်နေချိန်မှာဟူရာရွာရဲ့ဘာသာရေးဘွက်ကိုတွားမဲ့ကားချုံတွေ့လို့သူတို့လည်းမလွဲမရှောင်သာကားချုံလိုက်လာရတယ်။ရိုက်ကူမဲနာလာလူက2000လုံးရှိတဲ့အမျိုးသားအင်ကရုပ်တုကြီးတပွေ့တပိုင်နဲ့သူ့ကိုပြုံးပြီးချိန်နေတယ်။အဲ့ဒါကြီးနဲ့ရိုက်ကူမဲတယောက်တလဲလုံးစင်းမတမတာဖြစ်နေရပါတယ်။ဒါဆိုရင်တို့မဲစင်းကိုစစ်ကြည့်တဲ့အခါမဲပေသူ68ရှာခံနှုံးစလုံးကအဝါယုံပါတီကိုပဲတကြီးတင်းတင်းမဲပေတာကိုတွေ့ရတော့တော်တော်အံ့ဩသွားကြတယ်။ဒီအခါမှာတန်ရှင်မိုးက တခြားရင်ကိုအမကြီးအဝါရောင်ဆိုတာဘယင်ကြီးရဲ့အယောင်လေးတဲ့ဟုတ်တာပေါ့မိစ္ဆာတရားနဲ့ဥချုပ်တဲ့ဘယင်ကြီးကအဝါရောင်သင်္ကန်းတစ်ထည်ပခုံးတစ်ဖက်မှာအမြဲတင်ထားတတ်တယ်မဟုတ်လား အဲ့ဒီတော့ဘူတန်သားတွေဟာမဲဖေးဖို့မဲယုံတဲ့ကိုဝင်သွားပြီမယ်နောက်ဆုံးမှာသူတို့ဘီရင်ကြီးရဲ့ရောင်ကိုပဲစိတ်ထဲမှာစွဲထင်နေကြတယ်ဆိုတာသိသွားကြတယ်ဇီရီယိုနေ့မှာလဲအခမ်းအနားစတင်တော့ပြီလာမဖုံးတို့ကြီးကတနက်ကြီးကိုထောင်လို့မင်းမိကြီးထိုင်တော်မူနေစောစောကလေရင်ငါကြီးကလည်းရောက်လာပြီးတနက်နားမှာတီယိုတစိလာထောင်ပေးတယ်ရွေးကောက်ပွဲရာရှိကက်ဆရင်ရှီယာကိုရဲတွေရောက်လာပြီးရန်ကွမန်ကြောင့်မေးဖို့လုချိန်မှာဦးစစ်ကထဲရောက်လာပြီးလာမကကက်ဆရင်ကိုခေါ်ခိုင်းလိုက်တယ်ဆိုပြီးလာခေါ်တယ်လာမ ဖုံးလို့ကြီးခေါ်ရဲဆိုတော့အစိုးရဝန်ထမ်းတွေလည်းမငင်းတာအဝါရုံကကြီးပဲရွေးကြလို့စစ်ပြက်နေတဲ့ကာရှာရင်ကပဲဘာပဲဖြစ်ဖြစ်ရွေးတော့ပွဲဆိုတာကလည်းဦးစင်းလေးပြောသလိုမော်ယောကသစ်သက်သာဖြစ်နေပြီလို့ပြောပြီးစစ်ပြက်လက်ပြက်နဲ့ထလိုက်လာခဲ့တယ်။အလုံးနေရာယူပြီးကြရောက်မှနောက်နားကနေဗန်ကြီးနဲ့နိုင်ငံခြားကရောက်လာလို့အာယုံပြောင်းသွားကြတယ်။ဦးစင်းလေးကတနက်နက်လက်တကယ်လာလဲလို့အံ့အားသင့်နေတော့ရဲတွေရောက်လာပြီးစစ်မေးပါတော့တယ်။ရိုင်ကူမန်ကလည်းဘူတန်မျိုးကိုစနေကြတဲ့ကသူ့ကိုသင်ပေးထားတဲ့အတိုင်းဖျားလာဘူးတာပါလို့ လိန်လိုက်တယ်။အခြေတင်များကနေမှဦးစင်းလေးကအစိုးရရရှိတွေ၊ရဲတွေ၊နိုင်ငံသားသားအပါအဝင် အားလုံးလာဆောင်ကြတာဟာမင်္ဂလာရှိတာပဲ။ပွဲကိုရင်တက်ကြပါ။နောက်မှစစ်ဆေးမေးပြန်ကြပါဆိုလို့ရဲတွေရောတရားခန်းတွေပါဖျားပွဲရှိရာရှီဆုံးကနေဝင်ထိုင်လိုက်ရပါတယ်။နေနေရွတ်ဖက်ပြီးတော့လာဘဖုံးတော်ကြီးကအနာကတွန်းတွန်းရှိအောင်ထသွားလို့အားလုံးမုံမလဲနဲ့လိုက်သွားကြရတယ်။လူဆုံတော့ဖုံးတော်ကြီးကခစ်ပေါ်နီးတွေကိုကောင်းတလားဆိုးတလားဆိုတာသူမသိပါ။မကောင်းတာတွေပြင်းရမှာကဖုံးနီးတို့သိရဲ့။ဘုဒ္ဓညံလင်းကိုကို ူစားပြုတဲ့ဇေဒီတွင်ရှိတယ်။မကောင်းတာတွေကူစားဖို့ဇေဒီတွေများကြီးတင်ရမယ်။အခုတိုင်းပြည်မှာကြုံနေတဲ့ခက်ခဲတွေကြော်လွားဖို့ဇေဒီနောက်တစုထက်ကယ်ရမယ်။ဇေဒီတဲတဲ့အခါမှာနမမှုကိုကြော်လွားဖို့စံစစ်တွေကိုထာပနာကြတယ်။ကယောဂါတွေကိုကြော်လွားဖို့အတွက်စေဝါတွေကိုထာပနာကြတယ်။ ဒီတော့ကဘာကြီးရဲ့မကောင်းမှုချမ်းကိုကိုစားပြုတယ်ဒီလက်နက်ကိုလည်းစိတ်မချမ်းသာမှုမတည်ငြိမ်မှုတွေကြော်လွားဖို့အတွက်အဲ့ဒီသက်နက်ကိုဌာပနာတဲ့ထည့်ရလိမ့်မယ်ဒီတော့ရုပ်ကဝဲရရှိကာရှရင်ကိုနိုင်ငံအတွက်အကြီးမားဆုံးတာဝန်ကိုထမ်းဆောင်ဖို့အနှင်းပါတယ်ကမာကြီးကိုယ်တိုင်ဒီသက်နက်ကို တိုင်းပြည်အတွက်ဆန္ဒပြုပြီးဌာပနာတဲ့ထည့်လိုက်ပါလို့တသန်းခွဲတဲ့ရိုင်းဖယ်ကြီးကိုလက်ကမ်းလိုက်ပါတော့တယ် ရန်ကုန်မှနဲ့ဘန်ချီတို့ချင်းမကိုင်မီလက်မကိုင်မီဖြစ်သွားတယ်။တရှရင်ကတနကူတွင်းတဲ့ပျော်ပျော်ကြီးပြစ်ချလိုက်တော့အလုံးကဝမ်တာအားရလက်ခုပ်အော်ပါတီးကြပါလေ။တလက်ကိုမီစာပြီးဖုတ်နေချိန်မှာရဲတွေကတရခန်းတွေကိုအပြင်ကိုခေါ်ထုတ်သွားတော့ဘန်ချီကလည်းသူတို့ကဇေဒီတဲဖို့အတွက်လက်နဲ့တွေတကူးတကအဝေးကြီးကလာလူရတာပါ။အခုလိုတနနှစ်လက်ဂျီကိုလာပေးမယ်ဆိုတာဦးစင်းလေးကိုယ်တိုင်လည်းသိပါတယ်ဆိုတော့ဦးစင်းလေးကလည်းဟုတ်တယ်။ဒါ007ရဲ့တနက်တွေသူတို့ကကိုရော့စီကိုတဲ့လာပေးတာဦးစင်းလေးကတနနှစ်လက် ပျော်ပျော်ကြီးယူပြီးလာမဖုံးလို့ကြီးကိုရှောက်ထားတော့ဟုတ်ပုံးကလက်ခံတယ်ဦးစင်းလေးကဒေသနဲ့တွေဘလောက်အန်ရကြီးတယ်ဆိုတော့ဘူးလူတိုင်းမြင်ဘူးကြတယ်သူကဂျေးစဖို့ဖြစ်တာကိုပြောတာပါ ီလိုကြီးမြတ်တဲ့လူကိုတဟတိကဒါနမြတ်အောင်ဒကာကြီးကိုယ်တိုင်ထာပနာလိုက်ပါကဘာဘောကအာဃာတတွေကြမ်းတက်မှုတွေပျက်စီးခြင်းတွေအောင်းနိုင်ပါစေလို့ဆုတောင်းပါဆိုပြီးရိုင်းကူမန်စီကိုပနတ်တွေပြန်အားလိုက်တော့အမေရိကန်သားကြီးလည်းအီးမန်နဲ့တင်လာတယ်တွင်းနဲ့ကိုပနတ်တွေပြစ်ချလိုက်ရပါတော့တယ်ဒီအခါမှာလူတွေဟာပူပြီးပျော်လာကြတယ်။မူလဖာပနာဒါသတစ်လက်အခုတော့နှစ်လက်စုစုပေါင်း၃လက်တောင်ဆိုတော့ပူပြီးပျော်စရာကောင်းလာပါပေါ့။အော်ဟိတ်ကြတယ်။တရာတရာတွေတူးတူးပြီးတက်လာကြတယ်။ဒီအခါမှာရေ ဲကသူခါကြတဲ့ထိုးထားတဲ့ကြောင်းတုပ်ကိုထုတ်ပြီးကျင်းတဲ့ကိုပစ်ချလိုက်တော့ကလေးတယောက်ကလည်းဆူဆော့နေကြခစားစရာတနက်ကိုကျင်းတဲ့ပစ်ချလိုက်ပါဒီလိုနဲ့ခမောင်းတွေဒုတ်တွေဓားတွေအကုန်တွင်းတဲ့ကိုပစ်ချလိုက်ကြပါတော့တယ်လာပြီညဌာပနာပိတ်ပွဲအောင်မြင်တဲ့ထိမ့်ပတ်မိမုံပွဲလုပ်ပြီးကခုံတော့ လာမဖုံးတို့ကြီးကဘုံကြီးတို့ရဲ့နိုင်ငံသားကြီးရဲ့မုံမြတ်တဲ့လူနဲ့ပတ်သက်ပြီးဘုံကြီးတို့ဘက်ကလည်းအသိအမှတ်လက်ဆောင်ပြန်ပေးခြင်းပါတယ်ဒီလင်းတန်ရုပ်ကဘူတန်ရည်ကျင်းမှုမှာသိအဓိကကြတယ်ဒုရဖြစ်တာမျိုးတွေကိုပြက်စီးစေပြီးညံလင်းပွင့်စေတယ်လို့ဗန်ကြီးကလည်းဘာသာပြန်ပေးတော့ရိုင်းကွမန်လည်း2000လောက်ရှိတဲ့အဲ့ဒီဟာကြီးကိုဝှက်ပိုက်ပြီးဂျေစုတင်စကားဆိုလိုက်ရပါတယ်နောက်ဆုံးမှာတော့ရှီယောရိုင်ဖယ်ထလက်ပိုက်ပြီးအမေရိကန်ပြန်ချင်တဲ့ရိုင်းကွမန်တဲ့အောင်2000လောက်ရှိတဲ့အဲ့ဒီဟာကြီးပိုက်ပြီးနိုင်ငံတစ်ဖက်ချမ်းက မွေးရမျိုးကိုပြန်ဖို့သာဖြစ်သွားပါတော့တယ်။ကြီးစုနားစင်ပေးတဲ့အတွက်ဂျေစုအထူးတင်ပါတယ်။